မင်္ဂလာပါရှင်။တဝဲဝါရှက်တပတ်တွင် တနင်္လာရီတည်င်းအစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့ရွှန်ပါ။အခုတပတ်မှာတော့နိုဝင်ဘာ22ရက်နေ့ကနေ28ရက်နေ့အတွင်းဖြစ်ပေါ်ခဲ့တဲ့တနင်္လာရီတိုင်းအတွင်းသတင်းတွေကိုတင်ဆက်တော်ဖို့ရှိပါရစေ။တင်ဆက်ပေးမယ့်သတင်းတွေကတော့မြေမျိုးကအခမဲ့ဆေးကုခန်းနေရအခက်ခဲကြောင့်ပဲရောက်ဖွယ်ရှိနေတဲ့အကြောင်းတနင်္လာရီတိုင်းကကိုစလဲလောင်းတွေဆက်နာရှင်တက်လုံချုံရဲ့အကူအညီနဲ့မဲဆွယ်နေတဲ့တည်င်း မော်တော်လမ်းမှာဆ ਿਆ နာရှင်တက်အင်အားဖြည့်ပြီးတဲ့နောက်တိုက်ပွဲဆက်တိုက်ပြင်းထန်နေတဲ့အခြေအနေအပါအဝင်တပတ်အတွင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ဒါအပြင်ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ်စီအိုဆုရဲ့မျက်လက်ပွဲမှာလက်ခုပ်တီးဖို့ဖိအားပေးခံနေရတဲ့ပြည်သူတွေအကြောင်းကိုရှုစားရမှာဖြစ်ပါတယ်။မြင်းမျိုးနယ်ကြက်ချင်နေအသိန်းခွဲကဥဆောင်ဖွင့်လှစ်ထားတဲ့မြင်းမျိုးပေါ်မှာရှိတဲ့အခမဲ့ဆေးကုခန်းကိုနေရအခက်အခဲကြောင့်ယာယီပိတ်သိမ်းရမယ့်အခြေအနေရှိနေပါတယ်။ တည်တင်းအပြည့်အစုံကိုဒွေဝက်ရှ်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါမြေမျိုးနဲ့ကြချင်းနေတဲ့တင်ခွဲကဥဆောင်ဖွင့်လှစ်ထားတဲ့မြေမျိုးပေါ်ရှိ အခမဲ့စေကူခန်းကို နေရအခက်ခဲကြောင့်အရင်ပိတ်သိမ်းရမယ့်အခြေအနေရှိနေပါတယ်။လက်ရှိစေခန်းဖွင့်ထားတဲ့ဘိုးချုပ်ကြီးရုံနာကနေရကိုအခမဲ့အုံပြုခွဲပေးထားတဲ့မူလပိုက်စင်တွေကပြန်ယူတော့မှဖြစ်တဲ့အတွက်စေခန်းဖွင့်ဖို့နေရအခက်ခဲဖြစ်နေတာပါ။ စေခံဖွဲ့ဖို့အတွက်အစားထိုးမြင့်နေရအဆင်မပြေရင်လာမယ့်နေ့ဖေဖော်ဝါရီလကုန်မှာစေခံကိုအယာယီပိတ်ထားရနိုင်တယ်လို့မြေမျိုးနဲ့ကြစ်ချစ်နေတဲ့အသင်ခွဲဥက္ကဋ္ဌအတောင်တာတိတ်ဆုံမှုကပြောပါတယ်။လက်ရှိမှာတော့စေခံဖွဲ့ဖို့လိုအပ်တဲ့နေရာနဲ့အဆောက်အအုံကိုဖုန်ကြီးကျောင်းနဲ့မြေမျိုးခန့်ချိုးကအခမဲ့အုံပြုခွက်ပေးဖို့ကလန်လာတာရှိပေမဲ့ဒီနေရာအနေထားကြောင့်မဆုံးဖြတ်ရသေးဘူးလို့စေခံမှကိုယ်တိုင်ဦးဆောင်ကုသပေးနေသူလည်းဖြစ်တဲ့ဒေါက်တာတိတ်ဆုံမှုကပြောပါတယ်။ ဲ့ဒီစေခံမှာစီချိုသွေးတိုးလိုနာတာရှည်လူနာတွေလာရောက်ကူတာမှုများပြီးမြေမျိုးခန့်တွေအပြင်မြို့ပတ်ဝန်းကျင်ရှိကျေးရွာတွေကပါလာရောက်ကူတာကြတာပါအခမဲ့စေကူခံကို2023ခုနှစ်နိုဝင်ဘာလကစတင်ဖွင့်လှစ်ခဲ့ပြီးအခုနှစ်အောက်တိုဘာလကုန်ထိလူနာနဲ့တောင်းခွင့်ချုပ်ကိုစေကူတာပေးခဲ့တယ်လို့ဆိုပါရယ်။စေခံကိုအပတ်စဉ်အင်ကာဂျာတာပရီနဲ့စနေနေ့မှာပုံမှန်ဖွင့်လှစ်နေပြီးတရက်ကိုလူနာ120လောက်လာရပြသနေတယ်လို့သိရပါရယ်။ ။ဒဝေမျိုးမှာလည်းနယ်စည်းမထအစီအဝေါများဖက် MSF ရဲ့လုပ်ငန်းများရပ်နားလိုက်ရတဲ့အတွက် MSF ဒဝေကဖလက်ထားတဲ့မြစ်တာရိပ်စေခန်းကိုလည်းပြီးခဲ့တဲ့အောက်တိုဘာလအကုန်ကအပြီးပိတ်သိမ်းခဲ့ရပါတယ်။စစ်ကောင်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့တင်းနှိုင်းတိုင်းတိုင်းကလွှတ်တော်ကိုယ်စားလှယ်လောင်းတွင်အာဏာရှင်စစ်တပ်ရဲ့လုံခြုံရေးအကူအညီနဲ့မဆွနေကြပါဗါတယ်။တည်တင်းကိုဒွေဝက်ရှ်အဖွဲ့သားတို့ကပြောပြပေးတော့မှာပါ။စစ်ကောင်မရှင်ကကျင်းပတဲ့ရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့တင်းနှိုင်းတိုင်းအ တိုင်းကလွှတ်တော်ကိုယ်စားလှယ်လောင်တွေအာနာရှင်စစ်တပ်ရဲ့လူချုပ်ရေးကူညီနဲ့မဲဆွယ်နေကြပါတယ်။ကြခန်ရေးပါတီကကိုယ်စားလှယ်တောင်တွေရဲ့ဘေးကင်မဲဆွယ်ရေးခီးဆွေးနွေးမှာဆက်အာနာရှင်တပ်သားတွေကတင်းနဲ့ပြည်စုံနဲ့လူချုပ်ရေးယူထားတာကိုတွေ့ရပါတယ်။မဲဆွယ်ဟော်ပြောမဲ့အေရီးယားပတ်ပတ်လေးကိုဆက်အာနာရှင်တပ်သားတွေကလက်နက်ပြည်စုံနဲ့လူချုပ်ရေးယူထားတဲ့အပြင် ကိုယ်စလဲလောက်သားမှာလည်းအရွက်လက်နဲ့ကင်တွေကအနိကနေရာယူထားကြပါတယ်။နေဖဲကကြည်ရော်တွေမှာပဲလှုပ်ချုံရင်းနဲ့မဲဆွဲတာ ဖောက်ဖဲမြို့ပေါ်ရက်ခွက်ကမဲဆွဲပွဲတွေပါတီဆိုင်ဖို့တင်ပွဲတွေမှာပါရစ်တပ်ဖွဲ့ကလှုပ်ချုံရေးယူထားတာပါ။လောက်ချိုရေးစိမချရတဲ့ဒေတာတွေကိုမဲဆွဲသွားမဲ့ကိုစလဲလောင်တွေကတက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကတင်စင် ရုတ်ချိုရေးတောင်းခံခွင့်ရှိတယ်လို့ဆိုပါတယ်။တင်းနိုင်တိုင်ဖတ်တော်မက်ဆလာနေမာစဝင်ပြိုင်မဲ့လော့တော်ကိုစလေလောင်တူရဲ့အဆိုအရကြည်သူတွေကမဲတက်ဖို့ကြောက်ရွံ့စိုးရိမ်နေကြတာကိုအများဆုံးတွေ့ရတယ်လို့ပြောပါတယ်။တပတ်အတွင်းသတင်းတိုတွေကိုတင်ဆက်ပေးတော့ပါမယ်ရှင်။တောင်လည်းတက်တွေတင်ပိုက်ထားတဲ့ထမ်းမြမနယ်စပ်မှာရှိတဲ့မောတောင်မျိုးသွားလမ်းမှာဆက်နာရှင်တက်ကဆင့်ရင်အဖြစ်တင်းနေပြီးတိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပါရယ်။ မော်တော်မြို့ကိုသွားတဲ့လမ်းမှာရှိတဲ့တင်ခုံးရွာနဲ့အနီးဝန်းကျင်ကိုအင်အားဖြစ်တင်းနေပြီးစစ်ကြောင်းထိုးနေလို့တိုက်ပွဲပြင်းထန်နေတာပါမော်တော်မျိုးကိုတော်လှန်ရေးတပ်တွေတင်ယူပြီးနောက်တရက်ဖြစ်တဲ့နိုဝင်ဘာလ15ရက်နေ့မှာဆန္ဒရှင်တပ်ကရဟတ်ရင်နဲ့စစ်ကိုအချင်းချင်းလောက်ပို့ခဲ့တယ်လို့နိုဝင်ဘာလ16ရက်နေ့မှာလည်းကောက်90စင်းနဲ့စစ်ကိုပို့ခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်မို့နိုဝင်ဘာလ15ရက်နေ့ကနေနောက်ရက်တွေမှာတိုက်ပွဲတွေဆက်တိုက်ပြင်းထန်ခဲ့ပြီးဆန္ဒရှင်တပ်ကလင်းရင်နဲ့ပုံကျဲတိုက်ခိုက်တာတွေလည်းဆက်တိုက်လုပ်ဆောင်နေပါတယ်။ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မောတောင်မြို့တိုင်းတိုက်ပွဲမှာထွက်ပြေးတန်းဆောင်ပြီးဥယျာဉ်ခြံတွေနဲ့တောတောင်ထဲနေထိုင်နေရတဲ့စစ်ဘေးရှောင်ရှေ့ရကျော်အမူအကာစားနပ်ရိက္ခာနဲ့ဆောင်နေလိုအပ်နေပါတယ်။အရေးစစ်ဆောင်ရှိရာကျောင်းမှာအသက်ကြီးရွယ်အိုတွေကလေးတွေအမျိုးသမီးတွေနဲ့တန်ကအများစုဖြစ်တယ်လို့ဆိုပါရယ်စစ်ဘေးရှောင်တွေကစားနပ်ရိက္ခာအပြင်ချက်ပြုတ်စားတောက်ဖို့အတွက်အိုးခွက်ပကံတွေလည်းမပါလာတဲ့အတွက်လိုအပ်တာတွေရှိနေတယ်လို့ပြောပါရယ် လက်ရှိမှာတော့ဆရာနာရှင်တက်ကမော်တော်မျိုးနဲ့အနီးတစ်ဝိုက်ကိုလေကြောင်းနဲ့ပုံကျဲမှုတွေဆက်လက်လုပ်ဆောင်နေပါတယ်။တင်းရှောင်နေရမယ့်အချိန်ကလချီကြောင်မှဖြစ်တယ်လို့အမိုးမရှိတဲ့အတွက်ငပြိုရက်တွေနဲ့ကာပြီးနေထိုင်နေကြရတယ်လို့ဆိုပါရယ်။ဒါအပြင်မောတောင်မြူနာကအမှတ်၁ရွာအမှတ်၂ရွာနဲ့ကျေးရွာဆရာကျော်ကဒေသခံတွေလည်းလေကြောင်းအန်တီရဲကိုစိုးရိမ်နေတဲ့အတွက်တင်းရှောင်နေရတယ်လို့သိရပါရယ်။ထိုင်းမြန်မာနယ်စပ်အနီးဆက်ရှောင်နေကြတဲ့စစ်ဘေးရှောင်၂၀၀၀နီးပါးလဲဆောင်းအပအဝင်စေဝါလိုအပ်ချက်တွေရှိနေပါရယ်။ ။တဝယ်မြစ်ကားလမ်းမှာရှိတဲ့တရချောင်းမြို့နယ်မှာကားရီနဲ့ခီးတဲ့ရာချီရက်ရှိပိတ်မိနေကြပါတယ်။တဝယ်မြစ်ကားလမ်းတစ်လျှောက်ကိုဆရာနာရှင်တက်ကစစ်ကြောင်းထိုးနေလို့စည်ရဲချင်းနေကြောင်းအဲ့ဒီလမ်းပိုင်းကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တရင်စနစ်နဲ့ပြည်သူ့ကောက်ွယ်ရေးတပ်မတော် PDF တို့ကလမ်းပိတ်ထားတာပါ။တဲချောင်းမြို့နယ်မှာရှိတဲ့ဆုံစင်ဖြားမင်းတက်ပြင်းဖြူကြီးကနေပလောမြို့နယ်အဝင်းစင်ထိုးကြီးရွာအထိလမ်းတစ်လျှောက်ပိတ်မိနေပြီးကုန်တင်ကားတွေနဲ့ခရီးသည်တင်ကားရချီရှိနိုင်တယ်လို့ဆိုပါရယ် လမ်းကြောင်းမှာပိတ်မိနေတာရရှိကြလာပြီးဖြစ်တဲ့အတွက်စားရည်တောက်ရဲ့အခက်အခဲဖြစ်လာပြီးခရီးသည်တွေကိုရွာသူရွာသားတွေကထမင်းဟင်းချက်ပြီးလှူနေကြတယ်လို့ဆိုပါရယ်။အင်အား200လောက်ပါတဲ့ဆီယနာရှင်တက်က အောက်တိုဘာလ22ရက်နေ့ဝန်းကျင်ကနေနိုဝင်ဘာလတတိယပတ်အထိဒဝံမြေသောကလန်တလျှောက်ကိုစစ်ကြောင်းထိုးနေတာပါ။အဲဒီစစ်ကြောင်းကလပ6ချောင်းတိန်ကုန်းနဲ့ကကြွဲရွာကအရတားနေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့ပါရယ်။ တဝယ်မိကားလန်းကိုစည်ရဲလိုအပ်ချက်အရတရချောင်းမြို့နယ်ကနေပလောမြို့နယ်ပလောက်အထိကိုနိုဝင်ဘာလ10ရက်နေ့ကနေရအကန့်တမရှိပိတ်ထားမယ်လို့ကရင်မျိုးသားလူမျိုးကြီးတက်မတော် KNL တရင်စနစ်တက်ခွဲနစ်ကထုတ်ပြန်ထားပါတယ်။ရေဖြူမြို့နယ်တဝယ်အထူးစည်းပွားရေးဆောင်နဘူးလက်ဒေတာမှရှိတဲ့ထိန်ကြီးပရဒက်လဲရှောင်းစားတဲ့ကြေးရွာ300မှာဆန်နာရှင်တက်ကဖိအားပေးပြီးလူရင်းစင်ကောက်ယူနေပါတယ်။ နဘူးလက်ဒေတာကိုဆရာနာရှင်တက်ကမကြာခဏစစ်ကြောင်းထိုးနေပြီးဒေတာခန့်တွေဖန်ဆီးခံရရင်စစ်စစ်ရောက်လွယ်ကူစေဖို့လူဦးရေစည်းရင်ပေးရမယ်လို့ဆိုပြီးဆရာနာရှင်တက်တာဝန်ရှိသူကပြောဆိုခဲ့ပါတယ်။ဒါကြောင့်မဖြစ်မနေစည်းရင်ပေးကြဖို့လိုက်လံစည်းရုံးပြီးစည်းရင်ကောက်ခံနေတယ်လို့ဒေတာခန့်တွေကပြောပါတယ်။စစ်ကြောင်းထိုးလာချိန်လမ်းတလျှောက်မှရှိတဲ့ဒေသခံအမျိုးသမီးတချို့ကိုဖမ်းဆီးခေါ်ဆောင်လာပြီးရွာထဲလှုပ်ကလူဦးရေစည်းရင်ပေးကြဖို့နှုတ်ဆက်ခိုင်းခဲ့တယ်လို့ဆိုပါရယ်။ ဆရာနာရှင်တက်ကနွေဘာလပထမပတ်ကစပြီးရေဖြူမြို့နယ်မူတူကျေးရွာထောဝကျေးရွာဘဝကျေးရွာမရင်ကြီးကျေးရွာတို့ကိုလည်းတရားဝင်တရားထွက်စစ်ကြောင်းထိုးနေပြီးလူရဲစင်ရေကောက်ယူခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။ဆယ်နှစ်ကြာရထားတဲ့ဒဝယ်မြေကမ်းရိုးတန်းသွားအမြန်ရရင်ခရီးစဉ်တွေ ပြန်လည်စတင်ပြေးဆွေးတော့မှာဖြစ်ပါရယ်။ဒဝယ်မြေကော့တောင်ကမ်းရိုးတန်းအမြန်ရရင်ခရီးစဉ်တွေကို2016ခုနှစ်ကစပြီးဆယ်နှစ်ကြာရနာခဲ့ပြီးတဲ့နောက်အခုနှစ်နွေဘာလ22ရက်နေ့ကစပြီးပြန်လည်ပြေးဆွေးသွားမယ်လို့ဆိုပါရယ်။ တနင်္သာရီတိုင်းထဲမှာရှိတဲ့ကားလမ်းတစ်လျှောက်မှာတိုက်ပွဲတွေကြောင့်မကြာခဏလမ်းပိတ်လိရှိတဲ့အတွက်ခရီးသွားတွေကရေချောင်းနဲ့လေချောင်းကိုအပြုတ်သွားလာနေကြရတာပါ။ရေချောင်းကနေသွားလာရမှာလဲအမြင်ရင်ရင်အငယ်တွေနဲ့ပြေးဆွဲနေကြပါရတယ်။ရေချောင်းခရီးစဉ်ကိုအမြင်ရင်ရင်အငယ်တွေနဲ့ပြေးဆွဲနေရကပင်လယ်ပြင်ရာသီဥတုအခြေအနေကြောင့်အမြင်ရင်ရင်အကြီးတွေပြောင်းလဲပြေးဆွဲမှာဖြစ်တယ်လို့ဆိုပါရတယ်။ ဒီလိုပြေးဆွဲရမှာဒဝယ်မြင့်အမြင်ရင်စီနင်းခအဖြစ်တဦးကိုချက်နှစ်သိန်းခွဲကျတဲ့မယ်လို့သိရပြီးခရီးသည်200နီးပါးလိုက်ပါစီနင်းနိုင်ပါတယ်။ဒဝယ်မြင့်ကော့တောင်းခရီးစဉ်တွေကို1999ခုနှစ်ကစပြီးကန်ယိုရန်တော်အမြင်ရင်3စီးနဲ့ကနဦးစတင်ပြေးဆွဲခဲ့တာပါ။ဒါပေမဲ့ထီခိနယ်စက်ကိတ်နဲ့မော်တော်နယ်စက်ကိတ်ဖွင့်ပြီးတဲ့နောက်ပိုင်းစီးနင်းနဲ့ခရီးသည်နယ်ပါသွားတာကြောင့်2016ခုနှစ်အစောပိုင်းကစပြီးပြည့်စုံမှုရနိုင်လိုက်ပါတယ်။တပတ်အတွင်းသတင်းတိုးတွေကို နားဆင်ခဲ့ရတာပါ။ ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်ဖြစ်တဲ့ CEO ဆွေရဲ့မျက်လှည့်ပွဲမှာလက်ခုပ်တီးဖို့ဖိအားပေးခံနေရတဲ့ပြည်သူတွေဆိုတဲ့အကြောင်းကိုတော့ Dolly Wash အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။ရေကပွဲနီးလာတဲ့အချိန်တိုင်းတက်တက်ကြွကြွနဲ့စိတ်ဝင်တစားရှိနေတတ်တဲ့ဒေါခင်ပြုံးတယောက်စေအုစုက လုံမဲ့ရေကပွဲနီးလာပြီမဲ့မျောလင့်ချက်မဲ့နေပါဗျ။ဘုတ်ပြင်းမျိုးနဲ့မနိုးယုံကြေးရွာအုစုမှနေတဲ့အသက်၄၀ရွယ်ဒေါခင်ပြုံးဟာကျင်းပခဲ့ပြီးတဲ့ရေကပွဲ၃ခုစလုံးမှာအသေးကြကမဲတပြားကိုမပြတ်မကွက်ပေးခဲ့ဘူးတဲ့သူပါ။ စနစ်တစ်ခုပြောင်းလဲဖြစ်လာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ရွေးကောက်ပွဲအတိုင်းကိုမဲပေးခဲ့တာလို့ဆိုပါတယ်။ဒါပေမဲ့အခုလုံမဲ့ရွေးကောက်ပွဲကတော့စနစ်အပြောင်းလဲလုပ်ဖို့မဟုတ်ပဲအာဏာလက်မလွှတ်ရရေးလှုပ်ဆောင်တဲ့စေအိုစုရဲ့မျက်လက်ပွဲတစ်ခုလို့ဒေါခင်ပြောင်းကယုံကြည်နေပါတယ်။အရှိကလုခဲ့တဲ့ရွေးကောက်ပွဲအတိုင်းကိုတော့စိတ်ဝတ်တစားမဲပေးခဲ့တယ်။ကြောင်းလဲမှုတွေအပေါ်ကိုလည်းမျှော်လင့်ခဲ့တယ်။အဲဒီအာဏာသိမ်းပြီးနောက်ပိုင်းကျတော့မျှော်လင့်ချက်တွေမဲ့တယ်လို့ဖြစ်ပြီးမြုပ်ကြည့်ရောတာဝင်မပါချင်တော့တာ။ တော်တော်လောက်တော်ကိုမြုပ်ကြည့်ရောဘာဝမလဲစိတ်ဝင်စားဖို့စီးပွားရေးကလည်းအဆင်မပြေတော့ဒါတွေလည်းစိတ်ထဲမထားနိုင်ဘူးအမတ်တိုင်းကြိုးရရင်မဲမဲနေထဲရမယ်ဆိုတာတော့မသိဘူးဒေါခင်ပြုံးနေထိုင်တဲ့ဗုတ်ကြီးမြို့နယ်ကဆေအုစုလုံမဲ့ရွေးကောက်ပွဲ အပိုင်းတက်ထဲမှာပါဝင်နေတာပါလုံကြုံကြီးအချင်းကြီးတောက်ဒေါခင်ပြုံးအပါဝင်စောင်းမထဲကတရင်အေးမြင့်အမိတွေကိုပြောင်းလဲအသုံးပြုထားပါတယ် စစ်ကော်မရှင်လုံမဲ့ရွေးကောက်ပွဲကိုတနင်္လာရီတိုင်းထဲက10မြို့နယ်10ခုစလုံးမှာပြုလုပ်မယ်လို့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။လာမယ့်ဒီဇင်ဘာလ28ရက်မှာကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲအပိုင်း1မှာတနင်္လာရီတိုင်းထဲကဒဝဲဘိတ်ကော့တောင်းနဲ့ပုတ်ပြင်းမြို့နယ်တွေမှာပြုလုပ်မယ်လို့စစ်ကော်မရှင်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားတာပါ။ရွေးကောက်ပွဲအပိုင်း1မှာတော့တနင်္သာရီကျောင်းစုနဲ့ရေပြူမြို့နယ်ပါဝင်ပြီးလာမယ့်ဇန်နဝါရီလ17ရက်နေ့မှာကျင်းပမယ်လို့ဆိုပါတယ် အဲ့ဒီရွေးကောက်ပွဲမှာတနင်္သာရီတိုင်းအတွင်းတတိပုဂ္ဂလတွေအပါအဝင်ပါတီတွေကကိုယ်စားလှယ်လောင်းတွေနဲ့စုစုပေါင်း124ဦးဝင်ရောက်ရှင်ပြိုင်ဖို့ရှိတယ်လို့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။ရွေးကောက်ပွဲအပိုင်းတက်မှာပါနေတဲ့ဒဝဲအရှိတော်ဒေတာက အသက်50ကျော်အရွယ်ထိုးရေးဆင်ကတော့စေအုပ်စုလုံမဲ့ရွေးကောက်ပွဲကတကယ့်အပြောင်းလဲကိုဖော်ဆောင်နိုင်မှာမဟုတ်တဲ့အတွက်စိတ်ဝင်စားဘူးလို့ပြပြတတပြောဆိုနေပါတယ်။ တဝဲရှိတော်ဒေတာကတော်လိုင်းဤတက်တွင်နဲ့ဆရာနာရှင်တက်တို့စီတင်းမာနေပြီးပြိပခပြင်းထန်တဲ့နေမီတခုလည်းဖြစ်ပါတယ်။အရင်တော့အားလုံးကအလုံးကတက်တက်ကြွကြွနဲ့မဲထဲကြတယ်။အခုကဘယ်သူမှလည်းအာယုံမရောက်ကြဘူး။သူတို့လည်းအခုအချိန်ဒီမှာမဲဆက်လို့လည်းမရောက်ဘူးလေ။ဘယ်သူမှလည်းစိတ်မဝင်စားဘူး။တဝဲဝက်ကမင်းညာခွင့်ရတဲ့တဝဲဘိတ်ပုတ်ပြင်းတဲ့တရချောင်းမျိုးနယ်ကပြည်သူ၉ဦးကလည်းစစ်အုပ်စုလုံမဲ့ရွေးကောက်ပွဲက ဆရာနာရှင်တစုအာနာဆက်ပြီးထုတ်ကင်နိုင်ဖို့လုပ်တဲ့ညက်လက်ပွဲတစ်ခုပဲဖြစ်တယ်လို့ပြောဆိုကြပါဗျ။ရွက်ကပွဲအကျိုးကာလမှာဆရာနာရှင် တက်ကစစ်တောင်းထိုးပြီးနေအိမ်တွေကိုမီးရှို့တာအရသားတွေနေထိုင်ရကျေးရွာတွေထဲကိုဒေချောင်းကနေဘုံကျဲတိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေပုံများလာတဲ့အခြေအနေတွေကိုကြည့်ပြီးပြောဆိုကြတာပါ။ညညကံဖြားရက်ကွက်မှနေတဲ့ဥလှအောင်ကလည်းဆရာနာရှင်တက်ရဲ့လောက်ရက်တွေကိုကြည်ပြီးအခုလုံမဲ့ရွေးကောက်ပွဲက ဟန်ပြတက်တက်ပဲဖြစ်တယ်လို့ထောက်ပြပြောဆိုပါတယ်အခုချိန်မှာစက်ကောင်စီကစစ်ကြောင်းတွေတအားထုံးနေတာကိုတွေ့ရတယ်ဒါကိုကြည်ချင်းအဖြစ်သူတို့အနေနဲ့အဲ့ဒီအာဏာဆက်ပြီးမြန်အောင်လုပ်နေတယ်လို့ပဲမြင်တယ်ဒီရွေးကောက်ပွဲမှာမင်းသားလက်စစ်တပ်လူကြမ်းလက်စစ်တပ်ပါပဲတဖက်မှာလည်းစစ်ကော်မရှင်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကအော်တိုဘာလ28ရက်ကစပြီးမဲဆွယ်စီယုံနိုင်ပြီလို့ထုတ်ပြန်ထားပါတယ် အရင်ကကျင်းပခဲ့ပြီးတဲ့ရွေးကောက်ပွဲရဲ့မဲဆွယ်စီယုံရေးကာလတွေတုန်းကဆိုရင်မဲဆွယ်စီယုံရေးရှင်နှန်းတွေဟော်ပြောပွဲတွေယုံကြည်ရာပါတီကိုဝန်ရံသူတွေနဲ့အော့အုပ်တတဲဖြစ်နေလေးရှိပါတယ်။ဒါပေမဲ့ဆဲအုစုလုံးမဲ့အခုရွေးကောက်ပွဲမှာတော့မဲဆန္ဒရှင်ကီတူတွေရဲ့စိတ်ဝင်စားမှုမရှိတလို့မဲဆွယ်စီယုံနာတွေလည်းမတွေ့ရတလို့ဖြစ်နေတယ်လို့ဆိုပါတယ်။အခုရွေးကောက်ပွဲမဲဆွယ်ကာလမှာဆီယနာရှင်တက်လက်ဝိခံဖြစ်တဲ့ စံခိုင်ရေးပါတီကကိုစလဲလောင်းတွေပဲမဲဆွယ်စီယုံရေး V9 ထောင်းတာလက်နက်ကင်တွေခြံရံပြီးလုံကြုံတဲ့နေရာတွေမှာဟော့ပြောတာတွေပဲလုံနေတာတွေ့ရတယ်လို့တနင်္လာရီတိုင်းသားတချို့ကပြောပါရယ်။ဒါအပြင်မျိုးပေါ်ရက်ွက်တချို့နဲ့ကြေးဝါတချို့မှာဆိုရင်ဆရာနာရှင်တက်လောက်ခံပြူစောထီးတွေနဲ့ရက်ကြီးအုပ်ချုပ်ရေးမှုတွေကရွေးကောက်ပွဲမှာမဲထည့်ဖို့ဤသူတွေကိုချင်းချောက်တာတွေလုံနေတယ်လို့ဆိုပါရယ်။ ။ဟိုကင်းမြို့မှာလည်းဒီလိုချင်းချောက်တာတွေရှိနေတဲ့အတွက်စေအုပ်စုရဲ့ရွေးကောက်ပွဲကိုမကြိုက်ပေမဲ့ထုံမပြောရဲဘူးလို့ဘုတ်ကင်းမြို့ဘူချုပ်လမ်းမှာနေတဲ့ကိုတင်ငွေကပြောပါရယ်။ချွတ်ချူတော်မျိုးတွေလုံနေတဲ့ဆက်ကြီးတွေရှိတယ်။မက်ထေရမန်ပညာပေါ့။နည်းနည်းတကားကောင်းတဲ့ခွေးဘုံဝါနေတဲ့ဒီဆိုသေးတွေပေါ့။ဥနာမရှိတဲ့ကောင်းတွေ။ဦးလေးတို့လည်းအဲ့ဒီရွေးကောက်ပွဲနဲ့ဘက်သက်တော်တွေစကားတွေထဲပြီးတော့မပြောဘူး။မကြဲလဲစိတ်ထဲမှာပဲထားတယ်။အခုချင်းတွေကအလုံးကိုကြုံနေရ။ ဆံများတဲ့ကာလို့ဆိုတော့ leadership ကို possessive ဆိုနေရတယ်။လက်ရှိမှာတော့စေုပ်စုနဲ့ဘတ်တော်သားတွေကကီသူတွေစိတ်ဝင်စားတဲ့ရေကောက်ပွဲကိုမဖြစ်မနေလှုပ်ဖို့အတင်းအဓမ္မလှုပ်ဆောင်နေပါတယ်။ဒါပေမဲ့စေုပ်စုလုံးမဲ့အတူအောင်ရေကောက်ပွဲကလက်ရှိပြိပခတွေနဲ့အကြက်အတဲကိုဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့တော်လိုင်းရေးအဖွဲ့တွေနိုင်ငံတကာအတိုင်းဝိုင်းနဲ့ကုလသမဂ္ဂကပြောဆိုထားပါတယ်။နိုင်ငံတကာနဲ့ပြည်သူတွေကိုလှည့်စားဖို့ကြံထားတဲ့စေုပ်စုရဲ့မျက်လှည့်ပွဲကပြက်ကွက်ဟောင်းကြီးမှု ဤသူတွေကစိတ်ဝင်စားပေမဲ့ဆဲလ်စုကတော့အာရမလက်ခုပ်တီးခိုင်းနေပါတယ်တော်ဝက်ဝိုင်းတော်သားတွေစီစဉ်တင်ဆက်ထားတဲ့သတင်းတွေကိုရှုစားခရတာပါ။နောက်ပတ်တွေမှာလည်းတနင်္လာနေ့တိုင်းအတွင်းသတင်းတွေကိုစုံစုံလင်လင်နဲ့တင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။